င်္ဂလာပါရှင် People's Win ရဲ့ညနေခင်းသတင်းတွေကိုဒဇင်ကတင်ဆက်ပေးတော့ပါမယ်။စကောင်းဆောင်တဲခုနေတဲ့လပခကိုပူးတွဲအဖွဲ့ကရှော့တိုက်တုံးနဲ့ပြစ်ခတ်တဲ့တဲ့။ဒဇယ်ရီဦးလမ်းပိုင်းထုတ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားတဲ့တဲ့။မေတီလာကအမီသက်ဆိုင်ကန်60နီးပါးဖယ်ရှားပေးဖို့စကောင်းစီစာထုတ်တဲ့တဲ့နဲ့အောင်လာအန်ဆန်ကနိုင်ပွဲနဲ့ကစားသမားဘဝကိုအဆုံးသတ်ခဲ့တဲ့အကြောင်းဒီတဲ့တဲ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်ခိတ္တတဲခိုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်ကို109မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warrior for Myanmar တာဝန်ရှိသူက People's Wing ကိုပြောပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲအခမ်းအနားကိုစစ်ကောင်းဆောင်တက်ရောက်မှာမို့အရင်နေ့တွေကတည်းကမန္တလေးမြို့83လမ်းကျုံးတောင်ဘတ်တစ်ချောက်ကိုလုံခြုံရေးတင်းကျပ်ချထားတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီနေ့မနက်6:15မိနစ်မှာ အလဲပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်းနယ်ကိုရှော့တိုက်ဒုံးနှလုံးပစ်ခတ်ခဲ့တာလို့သိရပါတယ်စစ်တပ်သတင်းမြတ်တူကရှော့တိုက်ဒုံးကြတာမှမမဲ့အထီးအခိုက်မရှိဘူးလို့ People's Spin ကိုပြောပါတယ်နန်းတွင်းနယ်ကိုရှော့တိုက်ဒုံးနှလုံးကြခဲ့တာကိုတခြားသတင်းမြတ်တွေကလည်းအတည်ပြုခဲ့ပြီးအထီးအခိုက်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်းဆောင်ကမနေ့ညပိုင်းကပြင်ဦးလယ်မြို့မှာနေခဲ့တာဖြစ်ပြီးဒီနေ့မနက်ပိုင်းမှာရန်တန်းနဲ့မန္တလေးမြို့ကိုဝင်လာတယ်လို့မြို့ခန်တွေကပြောပါတယ်ရှော့တိုက်ဒုံးအပြစ်ခံရလို့မြို့တွင်းလုံခြုံရေးလက်ထပ်တိုးထပြီး မန္တလေးမြို့ပေါ်မှာလုံမဲ့ပွဲတချို့လည်းနောက်ဆုတ်ပေးထားရတယ်လို့သိရပါတယ်စကောင်းဆောင်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရောက်ဖို့မင်းညားကပြင်ဦးလင်ကနေမန္တလေးကိုလာရောက်ခဲ့ပြီးလာပါခါမှာခိတတဲကိုခဲ့တာလို့ BWM ကထုတ်ပြန်ထားပါတယ်အချိန်မီချင်းချောက်နိုင်ခဲ့လို့အောင်မြင်တဲ့မေရှင်တခုလို့ပြောနိုင်ပါတယ်ဆိုပြီး BWM တာဝန်ရှိသူကဆိုပါတယ်ဒီမရှင်က BWM ရဲ့46ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးပါဝင်ကွန်ကြီးပေးခဲ့တဲ့နေမြေကန်အဖွဲ့တွေကြောင့်အောင်မြင်ခဲ့တာဖြစ်လို့ အထူးကျေးဇူးတင်တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကိုနေရအတိအကျသိရတာကြောင့်ပိုပြီးလွလွယ်ကူကူတိုက်ခိုက်နိုင်ပေမဲ့စစ်ကောင်းဆောင်ကပြည်သူတွေကိုဒိုင်းကအနေနဲ့ပြုတ်လုထားတာကြောင့်မတိုက်ခိုက်နိုင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြစ်ခတ်မှုတွေကလပခါတဲ့ရောက်ရှိခဲ့တာကြောင့်စစ်ကောင်းစီဘက်ကအထိခိုက်မှုရှိနိုင်တယ်လို့ BWM တာဝန်ရှိသူကပြောပါတယ်ရှင်။သကိုင်းတိုင်းဒဇယ်ရီဦးလမ်းပိုင်းစုံမွေရီထုစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်တောင်းအထိနာပြီးပြန်ဆုတ်သွားတယ်လို့ဒေသတွင်းစစ်ရေးတာဝန်ရှိသူတွေကပြောပါတယ်။ ကမ်ဘလူမြို့နယ်ဘက်ကနေဒဇယ်မြို့နယ်ကိုစစ်အင်အားဖြည့်ပြီးတဲ့နောက်ဒဇယ်ရီဦးကာလာမကိုအော်တိုဘာတရက်ကစပြီးစစ်ကောင်စီကအစ်ကြောင်းထုတ်လာတာလို့ဆိုပါတယ်စစ်ကောင်စီတပ်အစ်ကြောင်းမှာချင်းမြန်တရင်ခောက်မရ36တက်နဲ့ပြူစောဒီအင်အား200ဝန်းကျင်ပါတယ်လို့အတည်ပေးပါတယ်အဲ့ဒီစစ်ကြောင်းဟာဇီကောမြို့ဘက်ကိုပြန်ဆုတ်သွားတယ်လို့စစ်ကြောင်းကိုတက်ခိုက်ခဲ့တဲ့ပေါ်ဦးစစ်ကြောင်းတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီဟာရွေးကောက်ပွဲအတွက်ရသမျှအနေမြေစိုးမှုမှုယူလာနိုင်တယ်လို့သူကသုံးသပ်ပါတယ် မြေပြင်စစ်ရေးတရံရမြအချက်လိုက်ရဒဇယ်တိုက်ပွဲမှာစစ်အုပ်စုဘက်က9ရောက်တိတ်ဆုံးပြီးအယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းအထိနာသွားတဲ့စစ်ကောင်စီတပ်ကတနေရွာကိုမိရှုဖျက်ဆီးသွားပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်စစ်ကောင်စီမိရှုဖျက်ဆီးခဲ့တဲ့တနေရွာမှာနေအိမ်အလုံး20ပျက်စီးသွားပါတယ်စစ်ကောင်စီစစ်ကြောင်းကိုအမှတ်1ရွှေဘိုခရိုင်စစ်ဌာနတရင်692ဘျူဟာ52ပေါ်ဦးစစ်ကြောင်းဒဇယ်ပကဖရေဦးပကဖနဲ့ LPDF တစ်စဲတို့ကပူးပေါင်းတက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးတရင်ရမြက်ကဆိုပါတယ်စစ်ကောင်စီကမြေပြင်စစ်ကြောင်းမဝင်ခင်စက်တင်ဘာ29ရက်နေ့လယ်ပိုင်းကတစ်စဲရေဦးကာလမဘေကရွာတွေကိုလေကြောင်းတက်ခိုက်ခဲ့ပြီးအရက်သားအမျိုးသမီးတို့အသေဆုံးခဲ့ပါတယ်ရှင်မန္တလေးတိုင်းမေထီလာမြို့ပေါ်မီတက်စကန်တစ်ခုကဆိုင်ကန်60နီးပါးဖယ်ရှားပေးဖို့စစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကအစာထုတ်လိုက်ကြောင်းဒေသခံတွေကပြောပါတယ်မေထီလာမြို့ပေါ်တောင်ဝင်းနန်းမီးပွားအရှိတ်ဘတ်နဲ့ ရေစင်ကြီးအနီးကမိသက်စခန်းတစ်ခုရှိမှစောက်ထားတဲ့ဆိုင်ကန်းပေါင်း58ခန်းကိုဖယ်ရှားပေးဖို့ဆိုပြီးအော်တိုဘာတရက်ကအစာရောက်လာခဲ့တယ်လို့မေထီလာမြို့ခန်တွေကဆိုပါတယ်အဲ့ဒီဆိုင်ကန်းတွေကို2024ဒီဇင်ဘာ20ရက်ကတကြိမ်စာထုတ်ခဲ့ပူးပြီးအခုကဒုတိယအကြိမ်မြောက်ထပ်မံနှင်ထုတ်တာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်မိသက်တိုက်ခန်းဝယ်သူတွေကချွေးနှဲစာနဲ့ဝယ်ထားတာပါမိသက်ထဲမှာလည်းဝန်တန်းမဟုတ်ပဲနေနေတဲ့သူတွေအများကြီးလို့တိုက်ခန်းပိုင်ရှင်တဲ့နေဆက်သူတို့ကပြောပါတယ် တိုက်ခန်းပိုင်ရှင်တွေစီပြစ်ပို့တဲ့ဆောင်မှာဘယ်နေ့ဘယ်ရက်ဖယ်ပေးရမဲလို့ရက်အတိကျမပါကြောင်းဖယ်မပေးဘူးဆိုရင်လုံထုံးလုံနည်းနဲ့လုံသွားမယ်လို့ချိန်ချောက်ထားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ဩဂတ်လအတွင်းကလည်းမိထီလာမျိုးကယထာလမ်းဘေးကနေအိမ်တွေကိုဖယ်ရှားကြဖို့စစ်ကောင်စီလက်အောက်ခံဌာနတွေကစာထုတ်ခဲ့ပါသေးတယ်မိထီလာဟာအချက်ချာကြတဲ့နေရာဖြစ်တာကြောင့်နေပြည်တော်လိုလုံမယ်ဆိုပြီးအာနာသိစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြီးခဲ့တဲ့2024စက်တင်ဘာကမျိုးကိုရောက်ရှိလာခြင်းမှာထုတ်ပြောခဲ့ပါတယ်ရှင်။ ်ချင်တိုင်းဒါ MMA fighter အောင်လာအန်ဆန်ဟာဒီနေ့မနက်ပိုင်းကကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲထိုးသက်ခဲ့ပြီးပြိုင်ဘက် Sweden fighter ကိုဒုတိယအချိန်မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ကိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပြီးမြန်မာပြည်သက်အများအပြားလာရောက်အားပေးခဲ့တဲ့အပြင်အောင်လာရဲ့ပွဲထွက်သချင်းဖြစ်တဲ့အမဲလိုက်အကကိုအစိုးရလေးဖြူတီးဆိုဖြုတ်ပြီးပွဲထွက်ခဲ့ပါတယ်။ပွဲစဉ်ပထမအချိန်မှာအောင်လာနဲ့ Sweden fighter Gardenstein တို့ဟာ stand fight ဖြစ်တဲ့လက်သီးချက်အခြေခံချက်တွေနဲ့တော့ အားပြုတက်ခိုက်ခဲ့ကြပါတယ်ဒုတိယအခြေပြန်ဆပြီး2မိနစ်ကျော်မှာတော့အောင်လာရဲ့လက်သေးချက်နဲ့ဒုတိုက်ချက်တွေကြောင့်ဂျိုးဝိုင်းရဲ့ဓာတ်ကိုကတ်သွားတဲ့ကာတန်စတန်ကိုအောင်လာကဘဲညာလက်သေးတွဲလုံးတွေနဲ့အဆုံးသတ်အနိုင်ယူခဲ့ပါတယ်အောင်လာအနေနဲ့ဒီပွဲစဉ်ဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်ထိုးသက်ခြင်းဖြစ်လို့အနိုင်ရလက်နဲ့ပရိသတ်ကိုနှုတ်ဆက်နိုင်ခဲ့ပါတယ်ပွဲပြီးမှာတော့အောင်လာဟာမြန်မာပြည်သက်တွေကိုအယမ်းချစ်ကြောင်းကျေးဇူးတင်စကားဆိုခဲ့ပါတယ် ဒါပေမဲ့တော်လန်ပြည်သူတွေကတပိတ်မှောက်ထားတဲ့အစိုးရလေးပြုံနဲ့အတူပွဲထွက်လာခဲ့ခြင်းအပေါ်တချို့ပြည်သူတွေကအမေခွန်းထုတ်နေကြပါတယ်။2024ဇူလိုင်လရက်ကနေပြည်တော် VIP စားတောက်ဆိုင်မှာ BC ဆိုတဲ့စကလုံးကိုနားမလည်ကြောင်းလှောင်ပြောင်ခဲ့တဲ့အစိုးရလေးပြုံအပေါ်ဝိုင်းခေါ်လှုပ်ကြဖို့လူမှုကွန်ရက်ဆာမင်နာတွေမှာလှုပ်ဆောင်မှုတွေပြုလုပ်ခဲ့ဖူးပါတယ်။တော်လန်ပြည်သူတို့ကလေးပြုံဟာစင်ပေါ်မှာ BC ကိုမသိဘူးဆိုပြီးပေါ်တင်လှောင်ပြောင်ခဲ့ဖူးပါတယ်။ဒါကတော်လန်ရေးကိုလှောင်ပြောင်တာပါပဲလို့အမှတ်ချက်ပြုပါတယ်။ အောင်လာကဒါကိုမသိတာလားတတိယနဲ့လေးဖြူကိုပွဲထွက်မှာပါလာဖို့အတုံးချခဲ့တာလားဆိုတော့မေခွန်းထုတ်เสียပါပဲ။ဘာပဲဖြစ်ဖြစ်လေးဖြူကိုတော့အမြဲဘွိုင်းခော့ဆင်းမှာထည့်ထားရမှာပါလို့ဆက်လက်အမှတ်ချက်ပြုပါရယ်။စစ်တပ်နဲ့နှိစက်တဲ့ခရိုနီမိုက်ကယ်မိုးမြင့်ရဲ့အသားဖြစ်သူဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာပါလေးရှိတဲ့ဖုံးကျော်မိုးမြင့်လည်းအောင်လာနိုင်ပွဲပြီးမှစင်ပေါ်တက်ပြီးအတူအောင်ပွဲခံခဲ့တာကိုလည်းတွေ့ရပါရယ်။ MMA အားကစားနေမှာမြန်မာကိုကဘာကတီအောင်ဂုံဆောင်နိုင်ခဲ့တဲ့ ဝိတ်တန်းတစ်ခုကမ္ဘာချန်ပီယံဟောင်းအောင်လာအန်ဆန်အတွက်အမြဲတမ်းဂုဏ်ယူကြောင်းလဲမြန်မာပြည်သက်တွေကလူမှုကွန်ရက်မှာမှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။ဝမ်ချန်ပီယံရှစ်ကလည်းကစားသမားဘဝနောက်ဆုံးထိုးတက်ပွဲမှာအနားယူနိုင်ခဲ့တဲ့အောင်လာအန်ဆန်ကိုအမေရိကန်ဒေါ်လာ9000ဆုချင်းမြင့်ခဲ့ပါတယ်။အသက်40အရွယ်အောင်လာအန်ဆန်ဟာ MMA ပြိုင်ပွဲ55ပွဲထိုးတက်ခဲ့ပြီး32ပွဲနိုင်14ပွဲရှုံးနိုင်ခဲ့ပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။